ားခင်အစိုးရအောင်ရင်ကဆုံးဖြတ်သွားလို့ကျောက်တလုံးဝယ်စားဖို့အငွေမရှိတဲ့ဘဝနဲ့ကြုံခဲ့ရကြောင်းရှင်းဖွင့်လာတဲ့မိုးအောင်ရှင်ပရိသတ်များလုံးမမင်္ဂလာပါရှင်ဗာမီစနုံးကနေပြန်လေးကြိုဆိုလိုက်ပါတယ်သူ့အပေါ်မှာအထူးသဖြင့်သူ့ရဲ့ဘဝမှာဖခင်အစိုးရအောင်ရင်ရဲ့ကျေးဇူးမရှိဘူးလို့ပြောလာတာကတော့ရုပ်ဆောင်မင်းသားမိုးအောင်ရင်ဖြစ်ပါတယ်ပြောဆောင်မင်းသားမိုးအောင်ရင်ကသူ့အတက်16နှစ်မှာပဲမိသားစုဝင်၃ယောက်လုံးကအိမ်တွေကားတွေအကုန်ရောင်းပြီးတော့နိုင်ငံသားကိုထွက်သွားခဲ့ရကြအောင် တနေ့ကိုကြက်ဥတလုံးတောင်လက်မမှန်ခဲ့ဘူးလို့ဝန်းနေစွာနဲ့ရင်ဖွင့်လာခဲ့ရဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့မိုးအောင်ရင်ဟာလူတွေရဲ့အမြင်ကပ်အောင်နေပြနေရပါအထူးသဖြင့်တော့မိုးအောင်ရင်ကကောင်မလေးနဲ့အတူတူလူမြင်မကောင်းတာတွေပြောဟိုလိုလိုဒီလိုလိုနဲ့လိုင်းကြောင်အောင်လုပ်နေကြရဖြစ်ပါတယ်။အထူးသဖြင့်တော့မိုးအောင်ရင်ကဒီဂျီလိုလိုပကြီးစရာလိုလိုအဆူရောလိုလိုနဲ့လိုင်းကြောင်နေကြရဖြစ်ပါတယ်။ဒါအပြင်အဆူရောမိုးအောင်ရင်ကချစ်သူကောင်မလေးနဲ့အတူအင်တာနက်ဆောင်မျက်နှာတွေထက်မှလူမြင်မကောင်းအောင်နေပြနေရဖြစ်ပါတယ်။ ဒါကြောင့်လေပြိသက်တချို့ကတော့တယောက်ဆောင်မင်းသားမိုးအောင်ရင်ကိုဖခင်အစိုးရအောင်ရဲမျက်နှာကိုထောက်ထားဖို့အတွက်ဖခင်ကြောင့်အောင်မြင်လာတာဆိုပြီးတော့ပါပြောလာခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့မိုးအောင်ရင်ကသူ့ကိုကဲတင်ပေးခဲ့တဲ့လက်ထုံတခုမှမရှိခဲ့ဘူးလို့ပွင့်လင်းစွာနဲ့ပြောခဲ့ရပါမိုးအောင်ရင်ကသူ့အသက်18 19 20အရွယ်မှာသူ့ရဲ့မိသားစုဝင်၃ယောက်လုံးကတယောက်ချင်းစီနိုင်ငံသားကိုထွက်သွားခဲ့ကြတယ်လို့ဆိုပါတယ်။ ထွက်သွားချိန်မှာလည်းသူ့အတွက်ဘာတစ်ခုမှတုံးဖို့ဆွဲဖို့အမွေချမ်းမထားခဲ့သလိုပိုင်ဆိုင်မှုတွေဖြစ်တဲ့အိမ်ထဲကားတွေကိုရောင်းချပြီးတော့ထွက်သွားခဲ့ရကြောင်းမိခင်နဲ့ဖခင်ရဲ့ကြံခဲ့တဲ့အလို့သမားတွေကိုတောင်သူကလာကမပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်ဒီလိုချိန်မှာသူဟာတနေ့ကိုကြက်ဦးတလုံးတောင်မစားနိုင်မင်းနဲ့ဘဝကိုရုန်းကန်နေခဲ့ရတယ်လို့ရုပ်ဆောင်မင်းသားမိုးအောင်ရင်ကပြောခဲ့ရဖြစ်ပါတယ်။အဲ့ဒီချိန်တွေမှာသူ့ကိုကယ်ပေးမဲ့လက်တစုံဆိုတာမရှိခဲ့ဘူးလို့လည်းမိုးအောင်ရင်ကဆိုခဲ့ရပါဘူး။ ဒီအခြေအနေတွေကြောင့်ရောတခြားသောစိတ်ညစ်စရာကိစ္စတွေကြောင့်သူဟာလမ်းမကိုရွေးချယ်လျှောက်ခဲမိခဲ့တယ်လို့လက်ရှိမှာတော့သူ့ရဲ့အမားတွေကိုပြင်ဆင်နေပြီလို့မောအရင်ကပြောပါတယ်ပရိသတ်တွေကတော့အစိုးရအောင်ရင်ရဲ့သားဖြစ်သူရုပ်ရှင်တရုတ်ဆောင်မင်းသားမိုးအောင်ရင်တို့မိသားစုကြားမှာမိသားစုပြဿနာတွေအများကြီးရှိနိုင်တယ်လို့ဆိုကြပါရယ်အစိုးပိုင်းမှာတော့အစိုးရအောင်ရင်ကသားဖြစ်သူမိုးအောင်ရင်ကိုအောင်မြင်တဲ့ရုပ်ရှင်မင်းသားဖြစ်အောင်ဆင်တင်ပေးခဲ့တယ်လို့ထင်ကြီးပေးကြတာပါ အောင်ရင်ဆိုရာကမြန်မာပြည်မှာကနဝင်းတခြင်းတွေခေပေါ်တခြင်းတွေကိုတည်ဆိုရင်းနဲ့အောင်မြင်ခဲ့တဲ့အဆိုတော်ဖြစ်ပြီးတော့လူကြီးလူငယ်ပရိသတ်တွေကအားပေးကြပါတယ်။ဒါကြောင့်လည်းတရုတ်ဆောင်မင်းသားမိုးအောင်ရင်ကိုအဆိုတော်အောင်ရင်အသားဖြစ်လဲအားပေးကြတာပါ။ဒါပေမဲ့အခုခါမှာတော့မိုးအောင်ရင်ကသူ့ကိုတယောက်တည်းမြန်မာပြည်မှာဆွန့်ပစ်ထားခဲ့တဲ့ဖခင်အဆိုတော်အောင်ရင်အကြောင်းကိုရင်ဖွင့်လာခဲ့ရပဲဖြစ်ပါတယ်။ကြီးကျူးနေကြတဲ့ပရိသတ်တွေကရောဖခင်ဆွန့်ပစ်တာကိုခံလန်းရတဲ့တရုတ်ဆောင်မင်းသားမိုးအောင်ရင်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ အစောင်းနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။